ခမလီဝန်ဆာဇောမင်္ဂလာညချမ်းပါခင်ဗျာ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ပုတ်ထူနေ့ညရှနီအတန်ရဲ့ pocket အစီအစဉ်တွေကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့ညအတွက်ရှနီ data နဲ့ပြည်တွင်းပြည်ပကတည်င်းတွေကိုနားဆင်သွားကြရမှာပါဒီနေ့ညအတွက်တည်င်းတွေမှာတော့ပမောင်းမြို့နယ်မှာစစ်ပေးရှောင်းတွေတိုးများလာနေတဲ့တည်မုံကုတ်မြို့အရှိပိုင်းရှမ်းကြောင်းအနီး Jet Fighter နဲ့ဘုံကျဲခံရတာကြောင့်ကလေးငယ်၃ဦးတေဆုံးပြီး၁၂ဦးထိခိုက်ဒဏ်ရာရတဲ့တည် လဟေမြို့နယ်ကနာဂလန်နှကိုင်တပ်စခန်းကိုအိန္ဒိယစစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်၅ဦးတေဆုံးတဲ့တဲ့တင်အမေရိကန်တမန်ထရန့်နဲ့ရုရှားတမန်ပူတင်တို့ရဲ့ဆွေးနွေးပွဲဆိုင်ငံ့စတဲ့ပြည်တွင်းပြည်ပနဲ့နိုင်ငံတကာကတဲ့တင်တွေကိုနားဆင်သွားကြရမှာပဲဖြစ်ပါတယ်ပမောင်မြို့နယ်မှာစစ်ပေးရှောင်တွေတိုးများလာနေဆဲဖြစ်တဲ့အကြောင်းကို ပြောပြပေးတော့မှာပါ။ ပမောင်မြွနဲ့အသွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်စစ်ပေးရှောင်အရေးအတွက်တွေဟာတိုးများလာနေဆဲဖြစ်တယ်လို့စစ်ပေးရှောင်ကုညီကဲဆဲရေးလှုပ်ဆောင်နေသူတွေစီကနေစုံစမ်းတရှိရပါတယ်။ပမောင်မြွနဲ့သုံးမိုင်ဝန်းကျင်အကွာက ကြေးရွာတိဒတ်ခန့်တွေဟာစစ်ပေးရှောင်စခန်းတွေစီကိုတိမ်းရှောင်ကြတယ်လို့တချို့လဲတောတောင်တွေထဲတိမ်းရှောင်ကြတာဖြစ်တယ်လို့သိရပါတယ်။ အခုရက်ပိုင်းမှာတောတောင်ထဲကိုစစ်ပေးရှောင်နေတဲ့စစ်ပေးရှောင်200ကျော်ကို SNA တမဟာ614ကကူညီရွှေ့ပြောင်းခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ပမောက်မြို့အနောက်ဘက်ရှမ်းကစစ်ပေးရှောင်စခန်းတွေစီကိုတောတောင်ထဲမှာတင်းရှောင်နေကြတဲ့တခွတ်တာခိုနန်းစားတဲ့ကျေးရွာတွေကစစ်ပေးရှောင်200ကျော်ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။စစ်ပေးရှောင်စခန်းတွေစီကိုလည်းမရောက်တော်သေးဟိုပုံးတီပုံးနဲ့နေတဲ့တာမန် ကတူးပြည်သူတွေကိုစစ်ဆောင်စခန်းတွေ စီကိုခေါ်ခဲ့တဲ့ဆေးဝါးကုတာမှုတွေနဲ့နေထိုင်စားတောက်ရေးစီစဉ်ပေးထားတယ်လို့စစ်ပေးဆောင်ကွန်ကြီးကဲဆဲနေသူတဦးကပြောပါတယ်။တောတောင်ထဲတိန့်ဆောင်နေသူတွေထဲမှာရဟန်းတန်ကာ9ပါးကလေးငယ်80ဦးနိပါးနဲ့တက်ကြီးရွယ်ဦး20နိပါးပါဝင်တယ်လို့သိရပါတယ်။ စတင်ဘာလဝက်ကလေးကတိတ်ဆောင်ကြတဲ့စစ်ပေးဆောင်တွေဟာတလပြေလာတဲ့အခါမှာဈေးဝါနဲ့စားတောက်နေထိုင်ရေးအကူအညီတွေလိုအပ်လာနေပြီဖြစ်တယ်လို့သိရပါတယ်။ပမောင်မျိုးအနောက်ဘက်ရှမ်းရှိစစ်ပေးဆောင်စခန်းတွေမှာလည်းရက်ရွာနဲ့ရှမ်းရည်မြို့ရမြတ်တပ်မတော်ကအတိတ်အကူအညီဆောင်ရွက်ပေးနေရပြီးတိုးမြှားလာတဲ့အတွက်ကြောင့်အကူအညီတွေလိုအပ်တယ်လို့သိရပါတယ်။ စစ်ပေးဆောင်တွေကိုကူညီဖို့အတွက်မန္တလေးမြို့ရှိရှမ်းပြည်အရက်ပဲအဖွဲ့အစည်းများကစတင်ဆောင်ရွက်နေပြီးလာမယ့်ရက်ပိုင်းတွေအတွင်းမှာတွားရောက်ကူညီနိုင်မယ်လို့ကနဦးတီးရပါတယ်။ပမောက်မြို့တိန်တိုက်ပွဲကြောင့်ခိုးပြင်းကျေးရွာမှအိမ်ထောင်စု30စုညောင်တရာကျေးရွာမှအိမ်ထောင်စု23စုတခွတ်တာခိုနန်းကျေးရွာများမှလူဦးရေ100ကျော် မမောင်မြို့ပေါ်နေအိမ်ထောင်စု900ကျော်တို့ကစစ်ပေးလို့ရကြေးရွာတွေနဲ့ဖုံးတော်ကြီးကျောင်းတွေမှာထွက်ပြေးတိမ်းချောင်နေကြရကြောင်းသိရပါတယ်ရှင်။ မိုးကုံမြို့အရှိပိုင်းရှမ်းကျောင်းအနီးဓာတ်ဖိုက်တာဖြင့်ပုံကျဲခံရစဉ်ကလေးငယ်၃ဦးသေဆုံးပြီး၁၂ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့င်းကို ပြောပြပေးတော့ပါမယ်။မိုးကုံမြို့အရှိပိုင်းရှိရှမ်းကျောင်းအနီးကိုစစ်တပ်ကလေကြောင်းကနေမနေ့ကအောက်တိုဘာ၂၁ရက်နေ့လယ်၃နာရီဝန်းကျင်မှာပုံကျဲတိုက်ခိုက်ခဲ့တယ်လို့တီတာခန်တွေကပြောပါတယ်။ရန်အနံကရွာထီတောင်ရနေတဲ့ဓာတ်ဖိုက်တာကြီးနဲ့နှစ်ချက်လာချသွားတာအိမ်နောင်တော်တော်တုံသွားတယ်။အရှိရွာဘက်ကရှမ်းကျောင်းနားလို့ပြောနေကြတယ်။အတန်ကလည်းတော်တော်ကြီးကိုကျဲ တယ်လို့မိုးကုတ်အရှိပိုင်းဒေတာခန်တူကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ရှမ်းကျောင်းအနီးကကန်တော်ရက်ွက်ရှိဖူဆယ်ဘော့လုံးကွင်းထိမှန်ခဲ့ပြီးဘော့လုံးကစားနေတဲ့ကလေးငယ်၃ဦးတေဆုံးတယ်လို့လူ၁၂ဦးခန့်ထိခိုက်ခဲ့တယ်လို့တအောင်းပလောင် PSNF TNA တွေကလည်းမနေ့ကထုတ်ပြန်ထားပါတယ်။ထိခိုက်တိဆုံးမှုတွေအပြင်နေအိမ်၁၁အိမ်ကိုထိမှန်ပျက်စီးခဲ့ကြောင်းသိရပါတယ်။မိုးကုတ်ပြုံးအနောက်ပိုင်းရကြောက်ဖာကြီးရွာမှာအောက်တိုဘာ၁၉ရက်နေ့ကလည်း၂၅၀ပုံဖြင့်ကျဲချတိုက်ခိုက်ခဲ့စဉ်အတွင်း င်ကြက်မွေးမြူရေးခြံပေါ်ကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကတီဘောမြို့ကိုတင်ပိုက်ပြီးတဲ့နောက် TNN တွေထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့မိုးကုတ်၊နန်းစံ၊နတ်မတူ၊မိုင်းငော့၊မိုးမိတ်မြို့တို့ကိုလေကြောင်းကနေဘုံကျဲမှုတွေဆက်တိုက်ပြုလုပ်လာနေတယ်လို့ဒေတာခန်တွေက ပြောပါဗျ။မန္တလေးမိုးကုတ်လမ်းပိုင်းပေါ်ကဖော့တော်လမ်းခွဲနေရာကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ထားတယ်လို့ပြည်ဦးလွင်မိုးကုတ်လမ်းပိုင်းရှိကြေးရွာများကိုလည်းထိန်းချုပ်ထားနေပြီဖြစ်ပါတယ်။မိုးကုတ်မြို့ကိုမြေပြင်ကနေထိုးစစ်တွေစစ်နိုင်ဖို့ အတွက်လည်းမန္တလေးမိုးကုတ်လမ်းပိုင်းမှတစ်ကျောင်းနဲ့ပြင်ဦးလွင်မိုးကုတ်လမ်းပိုင်းမှစစ်ကျောင်းတစ်ကျောင်းထားရှိပြီးမိုးကုတ်ကိုဥတီ၍လျားလာနေတယ်လို့တီတာခန်တွေကပြောဆိုနေကြပါတယ်။မိုးကုတ်မြို့မှာလေးကျောင်းကနေမကြာခဏတိုက်ခိုက်ခံရမှုတွေကြောင့်အသက်အရွယ်ကြီးရင်သူတွေနဲ့အမျိုးသမီးအများစုကစစ်ပေးရှောင်နေကြပြီ ဖြစ်တယ်လို့အခုရက်ပိုင်းမှာလည်းနေ့စဉ်60နဲ့ချီမိုးကုတ်ကနေတင်းရှောင်နေကြတယ်လို့သိရပါတယ်။အောက်တိုဘာလအတွင်းလေးကျောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်တေဆုံးသူ42ဦးရှိတာပြီး44 ၄ဦးတိခိုက်ဒဏ်ရာရထားတယ်လို့သိရပါတယ်။လဟေမျိုးရှိနာကာလက်နက်ကင်တပ်စခန်းကိုအိန္ဒိယစစ်တပ်ဒရုန်းများဖြင့်တိုက်ခိုက်မှု9ဦးသေဆုံးတဲ့အကြောင်းကိုပြောပြပေးတော့မှာပါ။အိန္ဒိယမြန်မာနယ်စပ်ရှိနာကာကိုပိုင်အုပ်ချုပ်ခွင့်ရတီတာလဟေမျိုးနယ်ရှိ နာကလက်နက်ကင်တပ်စခန်းကိုအိန္ဒိယစစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့မှုကြောင့်၅ဦးသေဆုံးခဲ့တယ်လို့အိန္ဒိယသတင်းတွေကဖော်ပြပါတယ်။အင်ဒိုမြန်မာနယ်စပ်တလျှောက်ရှိ UNFAI စခန်းတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးနာကအမျိုးသားဆိုရှယ်လစ်ကောင်စီကပလန်ယုံအောင် NSCN KYA အဖွဲ့ရဲ့ထိပ်ပိုင်းကောင်းဆောင်တအူးတန်ရပြင်းထန်ခဲ့တယ်လို့ သူရဲ့ကိုရန်တော်၃ဦးလဲထိခိုက်ခဲ့ကြောင်းရေတာဖော်ပြကြပါတယ်။ပြစ်မှတ်ထားတက်ခဲခံရတဲ့စခန်းတွေဟာအိန္ဒိယလုံခြုံရေးတပ်များမကြသေးမီကတက်ခဲခံရမှုအတွေ့တာဝန်ရှိသူများကိုခိုးလုံခွင့်ပေးထားတာကြောင့်လို့ဆိုပါတယ်။ ိန္ဒိယနိုင်ငံအရူနာတာတက်ပြည်နယ်ကရှမ်းလန်ခရိုင်မမအိုအနိရှိအာဒန်ရိုင်ဖယ်တက်ရဲ့အရှိဆိုင်စခန်းတစ်ခုကိုအောက်တိုဘာလ16ရက်နေ့အာယုံမတက်မီအချိန်မှာတက်ခဲခံရမှုအပြီးအခုလိုတံပြန်တက်ခဲမှုတွေဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။အဲ့ဒီတက်ခဲခံရမှုအတွင်းအာဒန်ရိုင်ဖယ်တက်တာနှစ်ဦးတန်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်2ဦးတန်ရာရခဲ့တဲ့ထိုးတိုက်ခဲမှုကို UNFAI အဖွဲ့မှကေတာများနဲ့ပူပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း NSC and GYA ကကြေညာခဲ့ပါတယ်။အိန္ဒိယရဲ့တံပြန်တက်ခဲမှုကြောင့်ပိုကျုပ်ပြီးအောင်ထိခိုက်တန်ရာရရှိခဲ့ပြီးသူရဲ့စနီးနဲ့ကိုရေးအရာရှိတွေလည်းထိခိုက်ခဲ့တယ်လို့ CNI တင်းဌာနကဖော်ပြပါတယ်။နောက်ကမြူရာဆိုရှယ်လစ်ကောင်စီကပ်ပလန်ယုံအောင် NSCNKYA ရဲ့တပ်စခန်းတွေဟာလဟေမြုနယ်ကမ်မော်လို့ရီကျေးရွာတွင်တည်ရှိပြီးအိန္ဒိယနယ်စပ်မြင်းနယ်ဆယ်မိုင်ကျော်တာကွာဝေးတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ23ရက်နေ့မှာလည်းနန်ယွမြို့နယ်နာယန်းကျေးရွာအနီးက United Liberation Front of Assam UNFA ရဲ့တပ်စခန်းတွေကိုအိန္ဒိယဒရုန်းအစင်း150ကျော်နဲ့တိုက်ခိုက်ခဲ့ဖို့ပါတယ်။ တခက်ခံရမှုတွေကြောင့်တပ်ဖွဲ့ရဲ့ထိတ်တန်းတက်မိုး2ဦးသေဆုံးခဲ့ပြီးတခက်တန်ရာရရှိသူ20ဦးထက်မနည်းရှိတယ်လို့သိရပါတယ်ရှင်။အမေရိကန်တမန်တော်ထရန့်နဲ့ရုရှားတမန်တော်ပူတင်တို့ရဲ့ဆွေးနွေးပွဲဆိုင်းငံ့တဲ့တရင်ကိုပြောပြပေးပါမယ်။ရုရှားရဲ့ဒုံးကျည်တဲ့ဒရုန်းတွေဟာအင်ကာနိညာကယူကရိန်းကိုတိုက်ခိုက်တာကြောင့်အရတား6ဦးတေဆုံးပြီးအဲ့ထဲမှာကလေးငယ်နှစ်ဦးပါဝင်တယ်လို့ရိုက်တာသတင်းတရက်ကဖော်ပြပါဗျာ မော်စကိုကအပြစ်ခတ်ရစေးကိုပယ်ချပြီးတဲ့နောက်ရုရှားနဲ့အမေရိကန်တို့ကြားထိပ်တီးဆင်းပွဲအတွက်အစီအစဉ်တွေကိုဆိုင်းငံ့ထားတာကြောင့်ယူကရိန်းကိုရုရှားကဒရုန်းကြီးနဲ့ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒါလိုတိုက်ခိုက်မှုတွေကြောင့်နိုင်ငံတကာလက်စစ်တအားပြတ်တောက်ခဲ့ရတဲ့ကြောင့်တာဝန်ရှိတွေကပြောဆိုထားပါတယ်။ယူကရိန်းမြို့တော်ကိုပစ်ချခဲ့တဲ့လက်နက်တွေရဲ့အပြည့်စီတွေပြန့်ကျဲနေပြီးခရိုင်တဝက်လောက်မှာမိလောင်မှုတွေဖြစ်ပွားခဲ့တယ်လို့ကီယက်ရဲ့စစ်ပတ်ဆိုင်ရာအုပ်ချုပ်ရေးအကြီးအကဲကဆိုပါတယ်။ ယူကရိန်းကဟိုးအရင်ကတည်းကအပြစ်ခတ်ရဲဆဲကြီးအတွက်အမေရိကန်ရဲ့အဆိုပြုချက်တွေကိုတဘောတူခဲ့ပြီးမော်စကိုကတပ်ဖြတ်မှုတွေဆက်ဖြစ်နေလို့အားလုံးကိုလှုံ့ဆော်နေတာလို့ဇလန်စကီရဲ့အရာရှိချုပ်ကတေလီဂရမ်မှာပြောဆိုထားပါတယ်တိုက်ခတ်မှုတွေရဲ့အစပိုင်းမှာပဲ့ထရီတုံးချီတွေနဲ့စတင်ခဲ့ပြီးတော့နောက်ပိုင်းမှာဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေဟာတညလုံးနီးပါးနဲ့ပုဒ်တော်ဟုနဲ့အစောပိုင်းထိဖြစ်ပွားခဲ့တယ်လို့ယူကရိန်းအရာရှိတွေကပြောကြားခဲ့ပေမဲ့ရုရှားကတော့မှတ်ချက်မပေးပါဘူး။လာမယ့်နှစ်ပတ်အတွင်းဟန်ဂရီမြို့တော် ူတာဘတ်မှာထရန့်နဲ့ပူတင်တို့ကြားဆွေးနွေးပွဲတည်းကျင်းပဖို့အတွက်စီစဉ်ခဲ့တာပါအဲ့ဒီရှေ့တန်းမြင့်နေရာကတိုက်ခိုက်မှုတွေကိုရပ်ဆိုင်မယ်လို့ဆိုရင်တော့အပစ်ခတ်ရဆဲရေးလောက်တာဖြစ်လိမ့်မယ်လို့ရုရှားကအကြင်ကျင်းပြကြခဲ့ပါတယ်တချိန်တည်းမှာပဲတချိန်တည်းမှာပဲပြည်ထိုင်နိုင်ငံထုတ်တဲ့ strong shadow တုံးကျင်တဲ့ယူကရိန်းကရုရှားရဲ့ဓာတုစက်ရုံတစ်ခုကိုလည်းတိုက်ခိုက်ခဲ့ပါသေးတယ်ရှမ်းနေတန်ရဲ့ pocket အစည်းအဝေးကိုရှမ်းနေပါတာနဲ့မြန်မာပါတာပါတာနှမျိုးတင်ဆက်ပေးနေပါဗျ။ ရှန်နီအတန်ရဲ့တည်တင်းဆောင်းပါးတွေကို www.shanibyte.com နဲ့ www.facebook.com/thebyteofshanny ဆာမျက်နှာတွေမှာတောက်ရောက်နှာစင်လို့ရနိုင်ပါပြီ။ဒါ့အပြင်ရှန်နီတိုင်းသားတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေလူနေမှုဘဝလူမှုရေးစီးပွားရေးကိစ္စရပ်တွေကိုလည်းဆောင်းပါးတွေ short video တွေအနေနဲ့လည်းရှန်နီအတန်ရဲ့ re YouTube channel နဲ့တရီကန် channel တို့မှာကြည့်ရှုနိုင်ပါပြီ။အခုလိုနားဆင်အားပေးခဲ့ကြတဲ့အတွက်ရှမ်းနီအတန်ဝိုင်းတော်တာတွေကအထူးပဲကျေးဇူးတင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံးကိုယ်စိတ်နှပါကျန်းမာချမ်းသာကြပါစေခင်ဗျာညင်းစုံတေရောက်ခါကြောင်း